င်္ဂလာပါရှင် MBB ရဲ့တနေ့တာအညာမြေတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့ season 32မူအိမ်ကျဲပါ။ဆေအိုစုရဲ့နေ့စဉ်ရက်ဆက်လေးချောင်းပြကူကြားကနေပဲသခိုင်းနိုင်ပလဲမြို့နယ်တွေကကန်တော့ရွာရဲ့စကန်ကိုလူလူကောင်းဆောင်တောင်းဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့ဖြစ်တဲ့ဇွန်လ19ရက်ဒီကနေ့မနက်ပိုင်းမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကသတင်းထုတ်ပြန်ပါတယ်။စီအရာအချက်ချကြတဲ့ပလဲမြို့နယ်အနောက်ပိုင်း ပလဲမင်းတိုင်းပဲဂံကောသွားကားလမ်းပေါ်မှာရှိတဲ့ကန်းတော့ရွာစိုးစုရက်စကန်ကို PLA ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဇွန်လ2ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါစကန်သိန်းတိုက်ပွဲကိုနှစ်ပတ်ကျော်ကြာတိုက်ခိုက်ဖော်ဆောင်ခဲ့ပြီးတဲ့နောက်မှာစိုးစုကစကန်မကြဖို့လေချောင်းကနေအကြိမ်ပေါင်းများစွာဘုံကျဲပစ်ကူခုခံပေးနေရကြကပဲဒီကနေ့ဇွန်လ19ရက်မနက်6:40မိနစ်မှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့တော်လိုင်းသတင်းမြစ်တွေကပြောပါတယ် တိုက်ပွဲအတွင်းတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆောင်မှုတချို့ရှိခဲ့တယ်ဆိုတာနဲ့စကန်းသိမ်းနိုင်ဖို့ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်လို့မြေပြင်တော်လိုင်းရေးသတင်းမြစ်တွေကပြောပါတယ်။ပလဲမြို့နယ်တဲကကန်းတောက်ရွာစကန်းသိမ်းတိုက်ပွဲတွင်စုံစုကနေစဉ်ဘုံကျဲခုခံခဲ့ပြီးတော့အဲ့ဒီလိုလာရောက်ဘုံကျဲပြစ်ခတ်ခဲ့တဲ့စုံစုတိုက်လင်းတွေကတစည်းကိုဇွန်လ10ရက်မှာ PLA ကပြစ်ချခဲ့တာကြောင့်စပယ်စစ်ကျေးရွာတွင်ပြက်ကျက်ကမီးလောင်ပျက်စီးခဲ့ပါသေးတယ်။ လက်ရှိမှာပလဲမျိုးနယ်တွေကကန်းတောက်ရွာစိုးစုထိုင်းစကန်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးတော့နောက်ထပ်ဇေးပြူကုန်းကျေးရွာကစိုးစုပြူစကန်ကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်က PDF တိုင်းရင်တပ်ဖွဲ့တွေကဥဆောင်ပြီးတော့စကန်သိန်းတိုက်ပွဲဆက်လက်ဆင်နွှဲနေတာဖြစ်တယ်လို့ရင်းမြင်တော်လိုင်းသတင်းမြစ်တွေက MFB ကိုပြောပါတယ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်ပေါ်ပေါက်ရေးအတွက်အာထုံခွန်ဆိုင်ကြိုးပမ်းသွားမယ်လို့ မကွေးဖက်ရယ်ယူနစ်ဂျာကာလာအစီအမံကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်ကဒုဒုခေါင်းဆောင်တောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ဆုတောင်းတဲ့အတူဒီကနေ့မှာဂရီးပြုသဝင်လွာထုတ်ပြန်ပါတယ်။ဇွန်လ19ရက်ဒီကနေ့ဟာဒုဒုခေါင်းဆောင်တောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပြီးတော့တကွာလုံးအတိုင်းအတာနဲ့မွေးနေ့ဆုတောင်းလှုပ်ရှားမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။မကွေးဖက်ရယ်ယူနစ်ဂျာကာလာအစီအမံကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်အနေနဲ့လည်းရင်းလှူရှားမှုကိုပအဝင်ကအခုလိုစူတောင်းတဝင်လွားမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကော်မရှင်အနေနဲ့စစ်အာဏာရှင် စနစ်အပေါင်းရင် အာဏာရှင်စနစ်မှန်သမျှခြုံငြိမ်းရေးနဲ့ Federal Democracy ပြည်ထောင်စုအသစ်ပေါ်ပေါက်ရေးအတွက်ဆက်လက်ပြီးတော့အာသွန်ခွန်ဆိုင်ကြိုးပမ်းသွားမယ်လို့ကတိပြုထုတ်ပြန်ထားပါတယ်။ငလင်တန်ကြောင်းပြိုကျပြက်စီးခဲ့တဲ့စကိုင်းမီလာကွန်တို့အဆောင်အောက်ကနေဇွန်လ16ရက်မနေ့ကအမျိုးသမီးတူဦးရဲ့ရုပ်အလောင်းကိုထပ်မံရှာဝေတွေ့ရှိခဲ့ရလို့စုံစုမီတာကသတင်းထုတ်ပြန်ပါတယ် Sky Mila အဆောင်အတွင်းရုံလောင်းတွေကျရှိနေဆဲဖြစ်တဲ့ INB အဆောင်တွေကိုစက်ရန်တရားအသုံးပြုပြီးဖေရှားရှင်းလင်းနဲ့ရုံလောင်းထုတ်ယူနိုင်ရေးလှုပ်ဆောင်ခဲ့ရမှာအဆောင်ပြီးအခန်းအမှတ်ကြီးတိကအမျိုးသမီးတူရဲ့ရုံလောင်းကိုထုတ်ယူနိုင်ခဲ့တာလို့ဆိုပါတယ်။ငလင်ကျောင်း Sky Mila ကွန်တိုပြိုကျောင်းပျက်စီးခဲ့တဲ့မလ28ရက်ကနေဒီကနေ့အထိအသက်ရှင်လျက်ကဲထုတ်နိုင်သူအမျိုးသားအမျိုးသမီးစုစုပေါင်း 52ဦးသေဆုံးရအောင် ရှာဖွေထုတ်ယူနိုင်မှုကလေးငယ်တွေအပါအဝင်စုစုပေါင်း153ဦးထိရှိလာတယ်လို့စိုးစုမီတက်ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။စကိုင်းမီလာကွန်းတို့အဆောင်ဟာစတတထက်အမြင့်နဲ့အဆောင်၄ဆောင်ထဲသွင်းဆောက်လုပ်ထားတာဖြစ်ပြီးတော့မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ပြင်းအမြင့်9.9အဆင့်ရှိတဲ့ငလင်တန်းကြောင့်အေးအဆောင်မှာငါးထပ်ကမြေအောက်ကိုကျွဝင်သွားခဲ့တာဖြစ်သလိုကျန်အဆောင်တွေအလုံးလုံးဝပြိုကျပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ လူထုခေါင်းဆောင်ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြင့်စကိုင်းတိုင်းမှာလူထုလှူရှာမှုတပိတ်နဲ့စုတောင်းပွဲတွေပြုလုပ်ခဲ့ကြတယ်လို့ဒေသတွင်းတပိတ်အင်အားစုတွေကအမှတ်ပီကိုပြောပါတယ်။ဒေါန်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်ဖြင့်ဇွန်လ13ရက်ကစတင်ကဒီကနေ့ဇွန်လ16ရက်တည်းအညာဒေသဖြစ်တဲ့စကိုင်းတိုင်းအတွင်းကရင်းမပင်ဆလင်းကြီးဘူးတလင်းကနီရွှေဘူကလေးချောင်းဦးမုံရွာအရာတော်ကတာစတဲ့ဒေသတွေအပါအဝင် နိုင်ငံတော်မှာ လူထုလှုပ်ရှားမှုပုံစံအမျိုးမျိုးနဲ့ပြုလုပ်နေကြတာပါ။ငွေနဲ့အထိမ်းမပြည့်လူထုလှုပ်ရှားမှုပြုလုပ်ရမှာအဖြစ်အပျက်အဝတ်စားတွေအပြာရောင်လက်ပတ်တွေအပြာရောင်တီရှပ်တွေဝတ်ဆင်ပြီးတော့အနည်းရောင်နှင်းစီပွင့်တွေကန်ဆောင်ကခြိတက်ခဲ့ကြတာပါ။အပြာရောင်ဝတ်ဆင်ခြင်းဟာဒေါံဆန်းစုကြည်အပေါင်းအင်အာနာသိန်းစိုးစုရဲ့ဖန်စီချင်းခံရတဲ့နိုင်ငံတော်ကအကျဉ်းသားတွေကိုဂုဏ်ပြုသောအဖြစ်ဝတ်ဆင်ကြတာဖြစ်ပြီးတော့အနည်းရောင်နှင်းစီကတော့ဒေါံဆန်းစုကြည်ကိုကိုးစားပြုတဲ့ တမနိနှင်းစီဖြစ်ကင်ဆွဲချခြင်းဖြစ်က Freedom from PR ဆိုတဲ့စာသားပါဘန်နာကိုကင်ဆွဲပြီးတော့ခြေတက်ခဲ့ကြတာပါလူထုကောင်းဆောင်ဒေါ်စန်းစုကြည်အပေါင်းရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထိပ်ပိုင်းကောင်းဆောင်တွေကိုစစ်အာဏာသိမ်းတဲ့2021ဖေဖော်ဝါရီလကစလို့မင်းအောင်လှိုင်ဦးဆောင်တဲ့စိုးစုကဖမ်းဆီးထောင်ချထားတာဖြစ်ပါတယ်တော်လိုင်းရင်အားစုတွေတိမ့်မိုက်ထိန်ချုပ်ထားပြီးစိုးစုကင်းစင်နေပြီဖြစ်တဲ့ ချင်းမြင့်နယ်အတွင်းကမြို့နယ်တွေမှာအုပ်ချုပ်ရေးအပါဝင်ပညာရေးကျန်းမာရေးတရားစီရင်စတဲ့လုပ်ငန်းတွေကို စနစ်တကျအကောင့်ထဲပေါ်ဆောင်ရွက်နေတယ်လို့ချင်းမြင့်နောက်တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ဇွန်လ18ရက်မနေ့ကပြုလုပ်တဲ့ချင်းမြင့်နောက်တပ်ဖွဲ့ဝင်တွေရဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုထုတ်ဖော်ပြောဆိုခဲ့တာပါ။ချင်းကြီးနောင်သိမ့်ပိုက်ထိန်းချုပ်ထားတဲ့မတူပေမင်းတက်ကံပတ်လက်ကျင်တွေဖလန်းစားတဲ့မြို့တွေမှာအုပ်ချုပ်ရေးပအဝင်တရားရေးကျန်းမာရေးပညာရေး တစ်တော်စိုက်ပျိုးရေးဝင်းမြူရေးနဲ့ကုသရေးလုပ်ငန်းတွေစနစ်တကျဖော်ဆောင်နိုင်ဖို့ဆောင်ရွက်နေတာပါဒီလိုအုပ်ချုပ်ရေးဖော်ဆောင်ရမှာစိုးစုကင်းစင်နေပြီဖြစ်တဲ့မင်းတပ်မျိုးနယ်မှာပြည်သူအုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းပြီးတော့ကျေးလက်အုပ်ချုပ်ရေးမှု55ဦးတိုက်နယ်အုပ်ချုပ်ရေးမှု9ဦးဌာနတာဝန်ခံ73ဦးနဲ့လုပ်ငန်းစတင်လဲပတ်နေပြီးတော့လျှော့ဝဲမဲပေးစနစ်နဲ့ရွေးချယ်ကအကောင့်ထဲပေါ်ဆောင်ရွက်နေတယ်လို့ချင်းနီအောင်ပြောရေးဆိုခွင့်ရှိသူစလိုင်းရောမန်ကပြောပါတယ် အလားတူချင်းကြီးနောင်တိမ့်ပိုက်ထိန်ချုပ်ထားတဲ့ဖလန်းမြို့နယ်မှာလည်းအုတ်ချိုရေးဆောင်ရွက်နေပြီးတော့ကျမ်းမာရေးအတွက်အဓိကဆေးရုံနှယုံနဲ့ကျေးလက်ဒေသစေကန်း15ခုဖွင့်လှစ်ထားတယ်လို့ချင်းကြီးနောင်ပြောရေးဆိုခွင့်ရှိသူပြန်ကြားရေးတာဝန်ခံစလိုင်းတင်မီကပြောပါရယ်။ဒါအပြင်ကုံသွယ်ရေးဆောင်ရွက်နိုင်ဖို့ပျက်စီးနေတဲ့လမ်းမတွေကိုပြုပြင်ဆောင်ရွက်နေတယ်လို့လည်းဆိုပါရယ်။အလားတူစိုးစုကင်းစင်နေမြေဖြစ်တဲ့ကံပလတ်နဲ့ကျင်တွေးမြို့နယ်မှာလည်း ဥချိုရေဖို့ဆောင်နေပြီးတော့ကျင်းရွှေမြို့နယ်မှာတော့စိုးစုလေးချောင်းတိုက်ခိုက်ရရှိဖြစ်စီမှုကြောင့်မြို့ရဲ့65ရာခိုင်နှုန်းခန့်ထိခိုက်ပျက်စီးခဲ့တဲ့အတွက် ပြန်လည်ထူထောင်ရေးလှုပ်ဆောင်ဖို့အခက်အခဲတွေရှိနေတယ်လို့ချင်းညင်အောင်တပ်ဖွဲ့ဝင်ကံပက်လက်ပြောရေးဆိုခွင့်ရှိသူ ပီတာတန်းရွှေကပြောပါရယ်။ဒါအပြင်စိုးစုကင်းစင်နယ်မြေဖြစ်တဲ့မရာဒေတာမှာအုတ်ချိုရေးဖို့ဆောင်နေပြီးတော့ပြည်သူတွေပြန်လည်နေထိုင်ဖို့ဖိတ်ခေါ်တယ်လို့မရနမြေအုတ်ချိုရေးကောင်စီကိုဒွန်းကပြောပါရယ်။ ဇိုမီဖက်ဒရယ်အစီအယုံလှုပ်ရှားနေမြေဖြစ်တဲ့တွန်းဆန်မြို့နယ်မှာအုပ်ချုပ်ရေးဖော်ဆောင်နေပေမဲ့တီးတိမ်မြို့နယ်မှာတော့စိုးစုမကင်းစင်သေးတာကြောင့်အခက်အခဲရှိနေသေးတယ်လို့ဇိုမီဖက်ဒရယ်အစီအယုံပြောရေးဆိုခွင့်ရှိသူကိုရောဘတ်ကလည်းပြောပါရယ်လေကြောင်လက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နှစ်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမှာအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံးခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နှစ်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ